ပြည်သူများအားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ရဲ့ channel လေးကနေတင်ဆက်ပေးသောမယ့်ဇာတ်လမ်းကတော့စာရေးသူမောင်တင်ဆန်းရေးသားထားတဲ့အောက်လန်းဘိုးထီနဲ့ကဝေမြောင်စုံဒွန်ညွတ်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရည်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့ တည်သမျှတွေကိုသိနိုင်အောင်လို့ဘေးနားကနိုတီဘဲလေးကိုလည်းနှိပ်ထားပေးကြပါအောင်ဗျ။ကေတာဆိုရင်တော့တင်ဆက်မှုလေးကိုစားလိုက်ကြရအောင်ဗျ။မြန်မာမှာအညိုမဲဆွဲနေတဲ့လူငယ်လေးဦးတို့ကရွာပြင်ရှိညောင်မင်းကြီးရဲ့အရေးအော်မှာထိုင်ရင်းကနေစကားဆွနေကြတယ်။ဘိုးတင်မင်းနဲ့မင်းပါမှုတ်သေးဘူးကွာ။ဒီနဲ့စင်းကိုတော့မထုတ်နိုင်ကြဘူးလား။ဟိုမိုးကျိုးဆက်တော်ဝင်းကြီးနဲ့လှုပ်လေကွာ။ ကိုတာရလေဗျာခမရလေတည်ရသားနဲ့မိုးကျိုးဆက်တောင်ဝေးကိုလက်တွေ့ကြကြဘယ်တော့မှသုံးဘူးလို့လေမိုးပေါ်မြောက်လိုက်တာနဲ့မိုးချိန်လာလို့ရန်သူတွေကကြောက်ကုန်တာမလားအခုကကိုဖိုးရီကိုယ်တွေဝင်နေရလေဗျာအရင်နဲ့မတူတကယ်လို့မိုးကျိုးပြင်တော့ကိုဖိုးရီကမိခဲဖြစ်သွားမှာအခက်မသိရင်တုတ်တော့ပါဆက်ကွင်းမိနိုင်တယ်မင်းပြောပါမယ်တတိထားမိရင်မင်းကအဲ့ဒါကြီးကိုမြောက်ပေးမြောက်ပြရနော်မင်းအပါရောမနိုင်ဘူးလား ကျုပ်အဖကအစီရင်ကောင်းလို့သာတကူထွားနေတာဗျာနှစ်စိမ့်တော့မနိုင်ဘူးနှစ်စိမ့်ကို ဆုံးကဝေတွေကနိုင်တယ်အထက်လန်းစရာလည်းနိုင်တယ်ပြောတယ်အေးဘောအဲ့ဒါကြောင့်မင်းတို့ငါတို့မျက်ခွက်တွေဖိုးထွေးရဲ့ခြေထောက်စာမိတာကိုကဲပြောနေလို့လည်းမပြီးသေးဘူးမင်းတို့ဘယ်လိုစီစဉ်ထားလဲတာယာကမောင်ဘိုးထင်တို့၃ယောက်ကိုမေးလိုက်ခြင်းဖြစ်ပါတယ်ရိတ်ကမောင်ဘိုးထင်ကလည်းအဘကတော့ကဝေမြောင်ဆုံးတော်ကြီးကိုခေါ်မိတယ်ဗျာ။ ဟာအဲ့ဒါဆိုလေမမြတ်ခေါ်လေကွာဘာရီစောက်နေရလဲဟာတာယာဂါရီလို့ပြောတဲ့အခါဘေးမှာရှိနေတဲ့ပေတူးကဝင်ရောက်စကားဆိုနေတယ်ခမရကလေမမြတ်ခေါ်ဆိုတာကြီးပဲပြောနေရတာပဲခေါ်ဖို့ဘလောက်ခက်တယ်ဆိုတာရောသိရလားသိမလားဟာလဲလုံရင်ပြောငါလှဲကောက်ခဲ့မယ်လဲလဲမလို့ဘူးအဝေးလဲသွားစရာမလိုဘူးတင်းကြိုင်ကုန်းကိုသွားရင်ရပြီအဲ့ဒါဆိုလေသွားကြမယ်လေကွာဘာရီစဉ်းစားနေရလဲ ဟာခမရလေးများဘာမှမသိပဲရှောက်ပြောနေရဲ့တစ်ချက်နှစ်ချက်လောက်ပဲအကန့်ခံရတဲ့သူကအသေးအတန်ဖြစ်မနေစမ်းပါနဲ့တာယာစိတ်မရှိစွာနဲ့တာယာကိုစကားဆိုနေရင်အဲ့ဒီခါတာယာက စိတ်ရှုပ်နေတဲ့ဟန်နဲ့ခေါင်းကိုကုပ်လိုက်ပြီးတော့မင်းတို့ဟာဘာရီလဲကွာဘယ်လိုလုပ်ရမလဲပြောပြစမ်းပါဦးတာယာရီလိုမေးလိုက်တဲ့ကောင်မောင်ဘိုးချင်းကတပ်ပင်းရှိတဲ့ချက်ကို ဖြင်းညှစွာချလိုက်ပြီးတော့ကိုတာယာ အရိကဝေကိုခေါ်မယ်ဆိုရင်လူအသားလူအယူလူအသွေးလူတွေဗျာဟာအဲ့ဒါကြီးကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမဖြစ်နိုင်လို့မရဘူးမင်းဘာသူပြောလဲဦးကဲပြောတာအဲ့ဒီနီလန်းနေပဲခေါ်လို့ရမယ်တဲ့မဖြစ်သေးပါဘူးကွာတခြားနီလန်းရှင် ရှိအောင်ပါငါတို့ဦးကဲစီကိုနောက်တစ်ခေါက်ပြန်သွားကြရအောင်ခင်ဗျားသဘောပဲဗျာသွားကြတာပါ သူတို့ကကြဲရမရတဲ့ဆုံးဦးကဲစီကိုနောက်တစ်ချိန်ပြန်သွားရန်ဆုံးဖြတ်ချက်ချလိုက်ကြပါတော့တယ်။ရေဦးစင်ရွာလေးရဲ့ရွာဖျားမှာနေထိုင်တဲ့ဦးကဲတယောက်အင်းရှိတန်လျာမှာငုံငုံငန်ငန်နဲ့ထိုင်နေတယ်။သူကဆေးပေါ်လေးတစ်လေးကိုဖွာရှာရင်းတစ်ခုခုကိုတွေးတောနေတယ်။များမကြတော့အချိန်မှာအိမ်ထဲကိုလူငယ်၄ယောက်ဝင်လာပြီးဦးကဲရဲ့ရှိတန်လျာမှာဝင်ထိုင်လိုက်ကြတယ်။ဦးကဲကအရီလူငယ်တွေကိုကြည့်ပြီးတော့မင်းတို့ကောင်တွေငါနဲ့အဝင်းကိစ္စကိုကူညီဖို့ပြန်လာလာလားကွာ။ မဟုတ်ပါဘူးခင်ဗျာကျုပ်တို့ရုပ်တရည်လည်းကြည့်ရုံ AC နေပုံပေါ်လို့လားမင်းတို့ကအပြင်းပန်းတန်းရပါတာရရအကြီးပြားပေါ်ရှားတဲ့တန်းရအချိန်တန်ရပျောက်တယ်ကွာအညိုမဲဆွဲရလောက်ကမပြောပါတော့ဘူးငါလူရင်တွင်းတာတာလို့စိုးတာပေါ့ကွာဟုတ်ပါပြီဗျာဟုတ်ပါပြီဘာဝတ်တင်တို့လေးရောက်မိတို့ပြောရမိမဲမသိအောင်ဖြစ်မိတယ်အပေเจ้าဆိုတော့ဦးကဲမှာမိမဖြစ်သူ ဒေါ်ဝင်းနားမှာမရှိတော့ကြောင့်တန်လျောက်ပေါ်မှာဆေးဘောလေးကိုဖွားကောင်းဆွေးဆွေးမြေ့မြေ့ပြောနေခြင်းကြောင့်ဖြစ်ပါရင်ဦးကဲတယောက်ပီယာဆေးရီပြန်မိထားသလားလို့ပင်သူတို့တွေးလိုက်မိတယ်။အဲနောက်ပေသူကဦးကဲကိုကြည့်ကောင်းဦးကဲကျုပ်တို့ဒေါ်ညို့ကိုခေါ်ခြင်းနေမြောက်အကောင်းဆုံးနီးလန်းပြီပါ။ငါပြောပြီးပါရောကောင်းလေးရာလူအသွေးအသားအယိုးနဲ့မှခေါ်လို့ရမှာပါလို့တခြားနီးလန်းမြောက်မရှိတော့ဘူးလားဗျာလှုပ်ပါဦးကဲရာခမည်းမိတ်မောင်ပြန်ခေါ်ပေးပါမယ်။ ပေတွေးရဲ့စကားကြောင့်ဦးကဲခိတတွေ့ဝေသွားရင်းရိုင်းနာတို့ခုခုကိုလေးလေးနဲ့နဲ့စဉ်းစားလိုက်ပြီးတော့အသားအရှုံးမပါပဲဝမ်းတွင်းကလေးစားနဲ့လည်းပြင်လို့ရတော့တယ်။ဗျာအဲ့ဒါစိုးရည်လीဗျာ။မဘိုးတင်တို့ပိုစိညစ်သွားရရင်ဒါကြောင့်တန်လျောင်းလိုင်ရန်ကိုမိကတပင်းကိုစီချပြီးစဉ်ဦးကဲကတို့ကိုကြည်ကောင်းထပ်မှန်စကားဆိုလိုက်။မင်းတို့ကောင်းလေကွာအုံတော့မရှိဘူး။ လူတီရက်ထားရင်ဘာလုပ်တယ်လဲဆိုတာမင်းတို့မသိဘူးလားသိရလိမ့်မလားဘိုက်ခွဲအတွင်းကလီစာတွေကိုထုတ်အိုးတိုးတွေထည့်ပြီးသွားမြုပ်တာလေအဲ့ဒါပဲလေကွာမင်းတို့အရိအိုကြီးရရင်ပွဲပြီးပြီမလားဟုတ်တယ်ဥက္ကရာတော်တော်စဉ်းစားတတ်တာပဲဗျာကျုပ်တို့လူတီကလိုက်ရှာလာဦးမယ်ဘာမို့ထင်တော့ကတန်လျာမှာထိုင်းနေရကမတ်တရက်ကပြန်မေပြုစဉ်ဦးကိကခတ်သက်သက်လေးတားလိုက်တယ်။ရောင်နေနေရော မင်းတို့ငါပြောပြထားပြီးသားနော်ငါ့ကိုပြန်ကူညီရမယ်နော်ကြားလားစိတ်ချပါဦးခင်ဗျာတို့တို့ကိစ္စပြီးရနဲ့ပြန်လာခင်မင်းတကယ်နော်မင်းတို့စားတဲ့ဇာလံမင်းတို့ပြန်ဆိုင်ရမယ်သွားကြပြရားဝိဇာငကဲကြီးကယခုသူ့ရဲ့မိန်းမကိုပြန်ပေါင်းထုတ်ချင်၍မောင်ဘိုးထင်တို့ကိုအပူကန့်နေခြင်းဖြစ်ပါရဲ့အဲ့တော့မောင်ဘိုးထင်တို့ကဦးကဲကိုနှုတ်ဆက်ကအိမ်ဝိုင်းလေးကနေထွက်ခွာသွားပါတော့တယ် ပေပင်ရွာဝင်လမ်းမှာမောင်ဘိုးထင်တို့လမ်းလျှောက်နေကြပါရင်ရွာပြင်တင်းချိုင်းကုန်းကြီးရောက်တဲ့အခါသူတို့ရဲ့နောက်ကနေပြေးလိုက်လာတဲ့အောင်တန်းတို့ကိုတွေးလိုက်ပြီးရက်ပြီးရောစောင့်နေလိုက်ကြရင်ကုသရတို့ခဏနေကိုကျုပ်တို့လည်းအတူသွားမယ်လာလာလာအောင်တန်းမင်းတို့ဘာဖြစ်လာကြလဲဘာမှမဖြစ်ပါဘူးဗျာရွာထဲမှာလူတည်ရဲ့လေဟေးဘာသူတော့ကွာဦးစံတူလေးဗျာနာမကျန်းဖြစ်နေရကြပြီအေးငါသိတယ် ဘာကြီးတေးကရက်ထားမယ်လို့ကြားတယ်။သူကလူပြောကြီးဆိုတော့ကလေးတွေကိုစရင်တော့တယ်။အဲဒါကြောင့်တို့တို့ကြောက်နေတာ။အောင်တန်းရဲ့စကားကြောင့်တာယာကကျန်လူတွေကိုအသေးပဲပါတွေမျက်လုံးတွင်းနေကြည့်လိုက်တယ်။သူတို့ကတာယာရဲ့ကြည့်ကိုနားလေကတယောက်နဲ့တယောက်ခေါင်းကြီးပြလိုက်ကြတယ်။အဲဒါသူတို့အားလုံးကရွာတွေကိုစကားတပြောပြောနဲ့လမ်းလျှောက်သွားကြတယ်။ရွာတွေကိုရောက်တဲ့အခါအောင်တန်းတို့မှသူတို့လမ်းသူတို့ဆက်သွားကြပြီးမောင်ဘိုးထင်တို့သာကြံခဲ့လိမ့်တယ်။ ဲ့ဒီခါမှာတာယာကနေဟောင်းနေလူတီဟာနေတော့ကြုံပြီဘိုက်ခွဲမှာလောက်စုံစမ်းကြရအောင်ဘလို့စုံစမ်းကြမလဲဗျမင်းရလေကွာလွယ်ပါလေရွာတောင်ပိုင်းအစွန်မှာနေရဲ့ကိုပွေးစီကိုတွားကြတာပေါ့ဘာလို့လဲကိုတာယာမင်းတော့လေကွာတော်တော်တုံးတာပဲဦးစံတူကြီးပိုက်ခွဲမယ်ဆိုရင်ကိုပွေးကိုပဲခေါ်ပါလေအဲ့ဒီတော့ငါတို့တွားပြီးစနီးနာကြတာပေါ့ ကောင်းလေဗျာကိုသာရလို့မြအကြံကတော့ပိုင်လိုက်တာလာဗျာတွားကြရအောင်မောင်မိုးထင်တို့ကတာယာကိုချေချူစကားပြောပြီးနောက်ရွာဆွန်ရှိကိုပွေးရဲ့အိမ်ကိုခြေဦးလှည့်လိုက်ကြပါတော့ရင်ကိုပွေးသူကရွာရင်းရှိတဲ့သူတွေတည်ဆုံကြတဲ့အခါမှာရထားကျင်ကြတဲ့သူတွေရှိပါက အလောင်းကိုပိုက်ခွဲပြီးအလုတ်ကိုလှုပ်ခိုင်းနေသူရဲ့လောက်ကမတရီဆရာမို့အယူသေးသောရွာသားတွေမှာသူ့ကိုအပေါင်းအသင်းမလုံကြပါဘူး ယခုလဲရွာတွေကဦးစံသူဆုံးပါသွားတာကြောင့်ဦးစံသူရဲ့သားဖြစ်သူတို့မှာသူရဲ့ဖခင်ကြီးကို၃ရက်ကျော်မြားထားတင်ကြတာကြောင့်သူ့ကိုလာရောက်ပြောဆိုသွားပြီးဖြစ်ပါရင်ယရီအတွက်လက်သုံးတော်ဒါကိုအင်းရှိမှာဓာသွေးကြောင့်နဲ့ပုတ်တိုက်သွေးနေတယ်။ရေခွက်ထဲကရေလေးကိုဓာသွေးကြောင့်ပေါ်လောင်းလိုက်ဓာကိုသွေးလိုက်နဲ့အလုတ်ရှုပ်နေစဉ်အိမ်ပိုင်းဝကခေါ်တန်ကြပြီးလှမ်းကြည့်လိုက်တယ်။ကိုဝေးပြောကိုဝေးဟေးဘသူတော့ကဝင်ခဲ့လေ။ အိမ်ပိုင်းထဲဝင်လာကြသူတွေမှာရွာတွေကကောင်လေးတွေသာဖြစ်ပါရင်အဲ့နောက်ကိုဘေးကသူတို့ကိုတန်းလျာမှာထိုင်စီပြီးဓာသွေးနေရင်ကစကားဆိုနေတယ်။တာရရောပါလား။ကဲတာရပြောမင်းအဖေဆုံးလို့လား။ဟာကိုဘေးရလေဗျာပြောရောမင်းမသိဘူးလေကွာမင်းတို့ပါဝင်ရွာလူတွေအကုန်လုံးကခိုင်းစရာရှိမှာပဲ။ငါ့အိမ်ကိုလာကြရလေ။ဒူဒူဟာခမားစီမှာတပည့်ခံခြင်းလို့ဗျာ။ဟေးအဆန်ပါလား။ ကိုပေးဓာသွေးနေငါနေမယုံကြည်နိုင်ခန့်နဲ့တာယာကိုကြည်နေတယ်အဲ့ကမှဘိုးထင်ကနေဟုတ်တယ်ကိုကြီးပွေးရကျိုးတို့ခမားစီမှာပညာသင်မလို့ကိုကြီးပွေးပဲစဉ်းစားကြည့်မြားအခုလိုလူသေးတွေကိုပိုက်ခွဲပေးရလို့ကဘသူရိယာများလှုပ်လို့လေကျိုးတူပါပဲခမားစီကလက်စင်ခံပြီးပညာယူရမှာမလားအေးမင်းပြောတာလေဟုတ်သားဟာမဘိုးတင်တို့ကိုပေးကိုမျိုးမျိုးမြောက်ပြင်ပြောဆိုလိုက်ရာ ကိုဘေးကအလွန်သဘောကျသွားပြီးတော့မင်းတို့ပြောပါငါ့အလုပ်ကဘလောက်တန်ဖိုးရှိတယ်လဲဆိုတော့သိရတယ်လူတရားမှမဟုတ်ဘူးနော်တရွာလုံးမှာကိုကြီးပွေးတယောက်တည်းပဲလှုပ်နိုင်တာလေဗျာတာမန်လေဆိုင်ရာဆိုင်ကကလေးရောင်လှုပ်တတ်တယ်မဟုတ်ဘူးလားအေးဟုတ်တယ်ကွာတို့တို့ကိုဘေးနောက်လိုက်ပြီးတင်ယူမယ်ဗျာလွယ်တာခိုင်းမောကဲမင်းတို့ကဆေးရထက်တန်နေရဆိုတော့ငါမငြင်းတော့ပါဘူးကွာ ကဲဒီနေပဲလက်တွေတင်ငန်းစာစမယ်ကွာဟုတ်ကဲ့ဟုတ်ကဲ့မဝရင်တော့ကသူတို့ရဲ့ကြံစီအောင်မြင်သွားပြီမို့ကိုပေးကိုနှုတ်ဆက်ကပြန်ခဲလိုက်ကြပါတော့ရင်ဦးစံတို့ရဲ့နောင်ရင်အိမ်မှာဖြစ်ပါရင်တေဆုံးသူကိုနှစ်သိမ့်ရန်အတွက်ရွာလူကြီးပေါင်းရင်ရွာကရမိရပ်ပါရီဖဲသမားရီနဲ့လူငယ်လူရယ်ရီစီကားတိုင်မြိုက်စွာရောက်ရှိနေကြရီသူတို့ကလောင်းတင်ထားတဲ့ကတင်ကြီးနဲ့ခန်းလန်းလန်းမှာစကားပြောသူကပြောဖဲရိုက်သူရိုက်နေရှိနေကြခြင်း ကိုပွေးဦးဆောင်တဲ့မောင်ဘိုးထင်တို့ဖွဲ့အိမ်ပေါ်ကိုတက်လာကြပါရီသူတို့ရဲ့လက်ထဲမှာကြောက်ဖယုံသီးတွေပါလာကြပြီးအိုးတလုံးကိုလည်းယူလာကြရီရွာလူကြီးနဲ့တာယာရဲ့မိဘတွေအပါအဝင်အိမ်ပေါ်ရှိလူတွေကမောင်ဘိုးထင်တို့ကိုတအံတအောနဲ့ကြည်နေကြပြီမဲ့မိတို့သောစကားမှဝင်ရောက်မပြောဆိုကြပြီအိမ်ပေါ်ကိုရောက်တဲ့ကကိုပွေးကမောင်ဘိုးထင်တို့ကိုငါတပည့်တို့အရင်ဆုံးကြောက်ဖယုံသီးတွေကိုကတင်းရောက်မှာထားလိုက်ပြီးတော့အိုးကိုဒီနာယူခဲ့ ဟုတ်ကဲ့ဆရာဝန်။အေးအာသူဝရှင်မိခွက်တီကိုကျုပ်တပည့်ဝေစီပေးလိုက်ကြစမ်းပါ။ကိုဝင်းရဲ့စကားကြောင့်အိမ်ပေါ်ကလူတွေအတော်အံ့ဩနေကြတယ်။ကိုဝေးဒီပင်တပည့်တပန်းတွေရနေပြီလို့တွေးသူတွေရှိနေပြီမဲ့တာရင်းနေတာရရရဲ့ပါကင်တို့မှာမကြေမနက်ဖြစ်နေကြကောင်းမိသည့်စကားမှမဆိုပေမဲ့တားဖြစ်သူကိုစူးစိုက်ကြည့်နေတယ်။ဒါပေမဲ့တာရနေတာရင်းကဂရေမပြည့်ပင်သူတို့ရဲ့ဆရာဖြစ်သူကိုဝေးခိုင်းတာတွေကိုသာပြည့်လို့ရန်ဆိုင်ပြေးနေပြီးရော။ ကျင်းဦးဆောင်မိဘတွေပေးကြလိမ့်ဗျာဒီမှာကျုပ်တို့ဆရာအလုပ်လုပ်တော့မယ်အေးအေးပါတာယာယာစောမသူဦးဆန်တို့ရဲ့ညီဖြစ်သူဦးဆန်ဦးဟာတာယာကမိဘတွေယူခိုင်းလိုက်လိမ့်တယ်။မြားမကြတော့အချိန်မှာဦးဆန်ဦးကတခြားသောလူရဲများနေသူရေနံစီမိဘတွေကိုယူလာပေးလိုက်ရောက်တာရင်နဲ့တာယာမှာမိဘတယောက်တစ်ခွက်စီကိုင်းကောင်ကိုဘေးနီးမှာရန်လိုက်တယ်။အဲ့နောက်ကိုဘေးကအဆုံးပါသူရဲ့မိသားစုဝင်တွေကိုကြည့်ကောင် ကဲကြုတ်ခွင်းရတော့မလားအေးကိုဘွေးရအစင်ပြေသလိုလောက်ကွာတင်းကြိုင်ထဲမှာရောမြေတူးထားပြီလားမြားကြီးနဲ့ဂျိုးသိန်းတူးထားပြီတင်နေအဲ့ဆိုလဲပြီးတာပဲကဲတပည့်တို့မီးပြကြကွာမမိုးတင်တို့ကကိုဘွေးကိုသူ့ရဲ့လောက်ကမနှိမ့်ကြချောင်းအချက်လက်နေပြောဆိုထားတော့ကိုဘွေးမှာတင်ငယ်စိတ်တော်ဖြစ်မနေပဲမြောက်ကြမြောက်ကြဖြစ်နေတာကိုတတိထားမိနေတယ် အဲ့နောက်သူကခါးကြားကလက်သုံးတော်သားကိုယူလိုက်ပြီးတော့ဘိုးတင်နေပြီသူဦးစံတူရဲ့အင်ကြီးချွတ်ကွာဟုတ်ကဲ့ဆရာဘွေပြီးရင်မင်းတို့ယူလာတဲ့ဦးကသေးတယ်နှစ်ဦးမှရမယ်ဟုတ်ကဲ့ပါဆရာဘွေဘာဘိုးတင်တို့ကအော်တိုဘားရှင်တွေကိုနောက်ထပ်အိုတလုံးရှာခိုင်းလိုက်လိမ့်ရမကြသောချိန်မှာအိုးရလာပြီးမှုကိုဘေးကလောင်းကြီးကိုစတင်ပြီးတော့ဘိုက်ခွေတော်တွေဘိုက်ခွေနေစဉ်ကိုဘေးကသူ့ရဲ့တပည့်တွေကို ဓာကန်ရဖို့နေတိနေရကိုလှီးဖြန့်ရဖို့နဲ့အတွင်းကလီစာတွေကိုဘယ်နေရာမှကန်ပြီးဘယ်လိုဘေးပုံအိုးတွေတဲ့ထဲမီကိုတင်ပြနေတော်တယ်။ဝါမိုးထင်တို့မှလည်းသူတို့ရဲ့အကြံစီကြောက်တာကျိမ့်ပေပြီးဟုတ်ကဲ့လုံနေရပြီမဲ့ပြုံးဝံကျင်စိတ်တွေဖြစ်နေမိတယ်။ဝန်နေကလီစာတွေကိုအိုးထဲထည့်ပြီးသွားရခေါင်ဘိုက်သေးကိုဝိဆာတွေထိုးထည့်ပြီးစပားကြီးချုပ်တော့အန်နဲ့ဘိုက်ကိုပြန်ချုပ်ပေးလိုက်ပြီးတော့အိုးနှလုံးကိုတင်းချိုင်းပို့မဲ့လို့ကိုမင်းတော်လေးရွာလေးက တစောသမားဆွေတို့ဖွဲ့ကတာဝန်ယူနေတယ်။သူတို့ကအိုးနှလုံးကိုတဲသွားခြင်းမောင်ဘိုးထင်တို့အဖွဲ့တီလဲနောက်ကနေလိုက်ပါသွားပါတော့တယ်။ညအချိန်ဖြစ်ဖြစ်ခွေးရီကဦးနေတယ်။ရွာလမ်းမှာတော့မင်းတော်နေဆွေပါဝင်ရွာသားတချို့ကအိုးနှလုံးကိုဝက်လုံးနေရှူထန်းကရွာပြင်တင်းကြိုက်ကိုသွားနေကြတယ်။သူတို့ရဲ့နောက်မှာတော့မောင်ဘိုးထင်တို့လေးယောက်ပါလာကြပါတယ်။သူတို့ကမင်းတော်တို့ဖွဲ့ကိုအမိလိုက်လာပြီးတာယာကနေကိုဆွေကို ကွေးစုဟေ့တာယမင်းတို့ဘာလိုက်လောက်တာလဲကျိုးတို့ကဒီလောက်ဒီကိုဝါသနာပါလို့ကိုပေးစီမှာပညာသင်နေတာဒါနဲ့ခမရအရင်မတောက်ချင်ဘူးလားတောက်တာတော့တောက်ချင်လာပေါ့ကွာအာသူမအိမ်က တိုက်မလာလို့စောင့်နေတာအခုတိမတိုက်ဘူးစောင့်မနေနဲ့ဘူးဆန်တူကအရက်တောက်တာမကြိုက်လို့သူ့ညီရောသူ့သားသမီးတွေကမှအရက်မတိုက်ဘူးလို့ကြားနေတော့တာယာရဲ့စကားကိုကြားရတဲ့ကစိုးကြီးနဲ့အပေါင်းမာတွေက လမ်းနေသောခြေလမ်းတို့ကိုရှင်းလိုက်တာကြောင့်မင်းလောင်ကနေမေးမြန်းလိုက်တယ်။ကိုစိုးကြီးဘာဖြစ်တာလဲဗျမေးမြန်းတော့မယ်လေ။တာရပြောတာတကယ်လားမင်းတော့ငါတို့ရက်တော့မတိုက်ဘူးဆိုတာလေ။အဲ့တော့ကျုပ်လည်းဘယ်လိုလုပ်သိမလဲ။ရက်မတိုက်ရင်တော့ဒါရီကိုသွားမမြုပ်ပေးနိုင်တော့ဘူးကွာ။ဟောဖြစ်မလားဗျ။မသိဘူးကွာ။မချင်းနဲ့မင်းတို့ရောက်တဲ့သွားမြုပ်ရော့ဒီမှာမီးအိမ်နဲ့မီးချစ်ငါတို့မကူညီတော့ဘူး။ညောင်းနေမင်းတို့ရော ရံမတိုင်မှာတော့ကျုပ်တို့လည်းမကူညီနိုင်တော့ဘူးကိုစိုးစိုးင်းရဲ့ပေါမော်ရီရဲ့လောက်ရကြမင်းအောင်စိတ်ညစ်နေမိတယ်။အဲဒီကတာယာနေမဘိုးတင်တို့ကသူတို့ရဲ့အစီအစဉ်တွေကိုမင်းအောင်နေစိုးကြီးကိုပြောပြလိုက်တယ်။ခေါင်းလေးမင်းတို့ကဒါတွေလောက်တယ်လို့လား။ဟာကိုမင်းအောင်ရာကျုပ်တို့ကြောင့်လည်းသိရတာနေ။အဲ့ဒါဆိုငါနဲ့ကိုစိုးကြီးတို့ကကိုညမောင်တဲကိုသွားမှာပေါ့။ဟုတ်တယ်။အဲ့ဒီမှာအရေရောမီရော ကျုပ်တို့အစုံလှုပ်ထားတယ်။ကိုမင်းအောင်ခမရလဲသေးခွေးနေရမလား။အရက်နဲ့မျောချလိုက်ပြနော်။တာယောင်းနေမှာဘိုးတင်တို့အပြောကားမှုကြောင့်သူတို့ကိုညမောင်းရဲ့တဲကိုသွားကြမှာဖြစ်ပြီးအိုးနှလုံးနဲ့မိခွက်တွေကိုတာယောင်းတံမင်းအောင်က လွှဲပေးလိုက်တော်ရီ။တာယောင်းမင်းအောင်အကြီးဆုံးနော်။တင်းချိုင်းအစုံဘက်လောက်မှာကျင်းတူထားတယ်။တေချာလုံးဘာပြဿနာမှမဖြစ်စေနဲ့။စိတ်ကြပါဗျာ။ အဲလိုနဲ့မင်းတော်နဲ့ဆိုဟီတို့ကအကိုညိုမောင်ကြီးရဲ့တဲစီကိုထွက်သွားကြပါရင်။တာယပေတူမောင်ဘိုးတင်နဲ့တာဟီတို့ဒီလေနှစ်ယောက်တအိုးစီထန်းကတင်းကြီးစီကိုတွားလိုက်ကြပါလေရောတဲ့။မောင်မင်းတို့တော့တင်းကြီးတွင်မီးလေးရောင်တချို့ရှိနေတယ်။တင်းကြီးအုပ်ကူကြီးပေါ်မှာအုံနှလုံးကိုတင်ထားပြီးမလန်းမကန်းမှာတာယဦးဆောင်နဲ့မောင်ဘိုးတင်တို့ပဲရှိနေတယ်။အဲဒီကမောင်ဘိုးတင်ကအုပ်ကူကြီးကိုတိုးကပ်သွားပြီးတော့ တူအောင်လန်းဘိုးတင်မှာကဝေမြောင်ဆုံးဒေါ်ညို့ကိုဖိတ်ခေါ်ပါရယ်ဒေါ်ညို့ကလွဲပြီးမြေတီတစေတရေဖုတ်ပိတ်တာဘလူးဘသူမှမလာစေရကဝေမြောင်ဆုံးဒေါ်ညို့တင့်ကိုဖိတ်ပါရယ်တင်ကြိုက်တဲ့အစားတောက်တွေကိုကျုပ်တို့ပြင်ဆင်ထားပါရယ်လာရောက်စားတော့ပြီးကျုပ်တို့ကိုကူညီလောမဘိုးတင်ရဲ့တန်ခါအတော်ချိန်တော့တင်ကြိုက်တဲ့ရှိတချို့တစ်ပင်ဒီမှာအိတ်တန်းဝင်နေတဲ့ငှက်တချို့ပြန်တန်းသွားကြလိမ့်တယ် ိုင်းနေပေတူတို့ကကြောရင်စိတ်ကနေဖြစ်သွားသည်မို့တာယနာကိုတိုးကန့်နေကြ၏။ရောင်းကြသောအချိန်မှာငိန်တက်နေရကလေပြင်းနေစတင်တိုက်ခင်လာ၏။မိငိန်နဲ့ထဲထားတဲ့မိခွက်တီမို့သာငိန်မသွားခြင်းလည်းဖြစ်ခြင်း။တင်းကြိုင်းတွေကတိပင်းတို့ချို့မှာအတော်လှုပ်ရမ်းနေ၏။ရောင်းကြသောအချိန်မှာတော့လူကြီးတစ်ခုရောက်ရှိလာတာကိုမိရောင်အောက်ကနေမြင်တွေ့လိုက်ရပါ၏။အဲ့လူကြီးကတဖြည်းဖြည်းနီးကပ်လာပြီးနောက်ကိုနှလုံးတင်ထားတဲ့အုပ်ကိုနီးရောက်ရှိလာခြင်း အဲ့ဒီအရေးရဲ့ပုံမှန်တံတန်းကိုစတင်မြင်လိုက်ရတယ်။စပင်ရှီရောမှာအဖြူရောင်ဖြစ်ပြီးမျက်နာကရိုးပေါ်ရည်တင်ဖြစ်ကောင်းအသက်60ကျော်ခန့်အမျိုးသမီးကြီးတစ်ယောက်ဖြစ်ပါရင်ဒီမကခက်ထန်နေသောမျက်နှာသားနေဖြစ်ပြီးတာမန်ကြည်တော်သူတစ်ယောက်ပမာဝစ်စားစင်ရင်ထားရင်ဘဘိုးထင်ကရီမျိုးသမီးကြီးကိုမြင်တဲ့အခါဟိုကဝေမြောက်စိုးဒေါ်ညွတ်ဆိုတာအကြီးလားအေးဟုတ်တယ်နင်တို့ကောက်ကိုခေါ်တာဘာအတွက်လဲ ျုပ်ပြောပြပါမယ်ကြီးအခုတော့ဟော်ရီကလူရဲ့အသွေးနဲ့ကလီစာရီစားနိုင်ပါပြီမမောထင်းရဲ့စကားကြောင့်ကဝေမြောင်ဆုံးဒုံညုံကအုတ်ဂူပေါ်မှာတင်ထားတဲ့ဦးနှလုံးသားကိုသွားကအနံ့ခံကြည့်လိုက်ပြီးတော့အမလီမြေမြမြေမြုပ်ပြစ်လိုက်ကြစမ်းပါဟဲ့မပြုတ်တက်လာပြီဟင်အကြီးကစားမှာမဟုတ်ဘူးလားစားစီရလားဟဲ့ဒီလောက်အစားတောက်တည်ပေါ်တာငါဒီလိုဟာရီကိုစားစီရလား အဲ့ဒါဆိုဒီလိုနည်းနဲ့ဘာလို့ခေါ်ခိုင်းတာလဲငါ့ကိုလွယ်လွယ်နဲ့ခေါ်လို့ရအောင်ပြည်တစားများထင်နေလားကဝီမြောင်ဆုံးဒွန်ညွန့်ရဲ့စကားကြောင့်မောင်ဘိုးထင်တို့မိတို့ပြောရမည်မှမသိဖြစ်သွားရရဲ့အဲ့တော့သူတို့ကဒွန်ညွန့်ပြောတဲ့အတိုင်းအိုးနှလုံးကိုအသင့်တူးထားတဲ့မြေကြီးထဲမှာမြှုပ်လိုက်ပြီးတပင်းကိုစီချလိုက်ကြတယ်သူတို့ထင်တာဒီမှာကဝီမာကြီးကအိုးရဲကနေဥကသိအစုပ်ဥသိဥမတွေကို လက်ကြီးနဲ့အားရပါရနိုင်စားမယ်လို့ထင်ထားမိတယ်။သို့ပေမဲ့လက်တွေ့မှာတော့ကဝေမာကြီးမှာယွန်ရှာလုံးရဲ့ချင်းနှာခေါင်းတရှုပ်ရှုပ်မြဖြစ်နေသေးတယ်။ဘာပဲဖြစ်ဖြစ်တော်သေးတယ်။တကယ်စားခဲ့ရင်ဖြစ်အမြင်မတင်တော့သလို သူတို့ကအသေးဆုံးသူဦးဆန်တူအပေါ်မှာလည်းအတော်ရက်စက်ရာရောက်နေမိတာဖြစ်ပါရင်။ဦးနှလုံးကိုမြင်မြို့ပြီးချင်းဒေါ်ညောကမောင်ဘိုးထင်ကိုစကားဆိုနေတယ်။ကောင်းလေးပြီနီနိုရီတလောက်ထိစူးစမ်းပြီး ငါ့ကိုခေါ်ရဲဆိုတော့ဘာကိစ္စလဲဟဲ့နှစ်စင်းကလူတယောက်ထဲဝင်ပြီးတောင်းကြနေလို့ပါအကြီးနင်တို့ပြီလို့သူကလာလာနေမှာပေါ့ကျုပ်တို့မပြင်ရပါဘူးဗျာနင်တို့မပြင်ဘသူပြင်တယ်လဲတောင်းကြမော်ရီလို့မေးရခါပေတူးကဝင်ပြီးတော့စကားဆွနေတယ်ဘူရှိရမှာလဲရင်ရသူ့အပအောင်လန်းစရာကြီးပေါ့ကေထားမှာတော့ငါဘာလို့ပြေးရမှာလဲ နတ်စိန်ကိုသူ့နေရာသူပြန်ပို့မိရမှာအလကားတော့မရဘူးဟဲ့အဲ့တော့ကျုပ်တို့လည်းစဉ်းစားထားပါတယ်ငွေ90လောက်တော့ပေးမယ်လို့ဒေါညကမဘိုးတင်ရဲ့စကားကြောင့်ကျေလွန်စွာအော်ဟစ်ကြီးမောလိုက်အောင်သူတို့အားလုံးကြောင်ငင်းနေပြီအတန်းကြောင်ကြီးမောသွားပြီးရကဒေါညကချောင်းတစ်ချံဟန့်လိုက်ပြီးတော့ဟဲ့90ရပါလို့ရမှာလေငါလမ်းစိတောင်မရှိဘူးဟာမဟုတ်တာ ခမရတို့ကဝေတွေကလမ်းစေးမလိုပါဘူးကြုတ်ကြားဘူးတော့ဆက်ကျိုးဆိုလားဘာဆိုလားအဲ့ဒါစည်းလာတာမလားဟဲ့ကောင်နင်းဟာအကြီးဆုံးဖြစ်ပြီးဘာမှမသိဘူးလားအဲ့ဒီဆက်ကျိုးကအလကားရတယ်ထင်းနေလားဟမ်ဒါဆိုငါရတာလားတင်းဒီကောင်လေးတွေကတော့လေအော်ပြောပြမယ်ဒီဆက်ကျိုးစီးနိုင်ဖို့ငါတို့ရဲ့ဘဝတွေကိုရင်းနှီးမြှုပ်နှံထားခဲ့ရတာငွေနဲ့တံပိုးဖြတ်လို့မရတဲ့ဘဝကို အရင်ကြီးလှုပ်ထားရတာဟဲ့အဲ့ဒါကြောင့်ငါငွေမယူဘူးငွေမယူဆိုတဲ့စကားကြောင့်မောင်ဘိုးတင်တို့တပင်းချလိုက်မိတယ်တော်သေးတယ်နဲနဲလိုပဲပြောမှလားလို့သူတို့တွေးမိတယ်အဲ့နောက်တာယာကလည်းတော်သေးတာပေါ့ကြီးယာကျုပ်လဲတင်ပါရဲ့အကြီးကအတပြကဝေမဟုတ်ပါဘူးလို့လူတွေဒုက္ခရောက်ရင်ကူညီနေတဲ့ကဝေမှမျက်နှာမြင်ကလေးကတိနေတာပဲအေးမှန်တယ်ငါအတပြကဝေမဟုတ်ဘူးနင်တို့ကိုငါကူညီပေးမယ် ်ဝေမီဘူးနော်ဂျေဇူးတင်လိုက်တာအရင်ရာတုပ်အပသာတင်ရင်တဲဝမ်းတာမှာအေးငါဝေမီဘူးစဘာတရားပဲယူမယ်ပြာမပြီးနိုင်ဘူးလားအဲ့ဒါဆိုပြန်ယူမယ်တပဝါလုံးရင်းထားတာတရားတော်နေနေကခလေးတွေမျိုးရှော့ပြီးထားတာဟုတ်ကဲ့ပါဗျာကျုပ်တို့လည်းနှစ်စိမ့်အကံမခံနိုင်တော့ဘူးအပလေကျုပ်တို့နဲ့တူတူလက်ခံလိုက်မယ်ဗျာ အင်ကိုတလိုက်ခဲ့ပါတော့မဘိုးတင်လို့လဲဘလို့မှမတက်တာတာကြောင့်အခကြီးငွေဖြစ်စပားတရာယူတဲ့ကိုရီမြောက်ဆုံးဒေါ်ညွန့်ကိုတော့အင်ကိုခေါ်လာခဲ့ပါလျော်ရယ်ဖေမီရောရှိဦးအောင်ရဲ့နေမှာ ဖြစ်ပါရယ်စပွဲနှလုံးကိုဆက်ထားပြီးအရိစပွဲပေါ်မှာစောင်းနေခင်းထားကအရိစောင်းခင်းထားတဲ့စပွဲပေါ်မှာလက်ထပ်ပြီးတစောင်းအိတ်နေသူမှာနှစ်စိမ့်ဝင်ဘူးခံထားရတဲ့ဖိုးထွေးဖြစ်ပါရယ်သူရရှိမှာတော့ဦးအောင်ရှိနေပြီးတက်တော်ပကံကိုကင်ထားရယ် ိမ်ပေါ်မှာရေနံစီမိခွက်၃ခွက်မြထွန်းထားပြီးအတော်လင်းထိန်နေလေတယ်။ခဏကြာလိုက်ခါမှာမျက်လုံးမိတ်ထားတဲ့ပုထိကစက္ကနေမျက်လုံးပွင့်လာပြီးတော့ဟဲ့ငါအောင်နင်းငောင်ဒီပြဲမလာသေးဘူးလား။ပြဲမလာသေးပါဘူးကိုတော်လေး။အတော်ကြာနေပြီနော်။ကိုလို့တော်ကတယောက်တည်းခေါ်နေရတာမဟုတ်လို့ပါ။တစ်ဖက်လုံးကိုပတ်ခေါ်နေရလို့ပါကိုတော်လေး။ဟေးကွယ်တယောက်တည်းမဟုတ်ဘူးဆိုတော့လေကြာမပေါ်။ ဟုတ်ပါရဲ့ကိုရောလေးကိုလုတော်ရီကတရွာစီဆိုတော့သွားခေါ်ရတာကြားတယ်ကိုရောလေးရဲ့အေးအေးဒီညရောက်ရင်ပဲရပါပြီကွယ်ဦးအုံးမင်းစိတ်ထင်းထားရီဖြစ်ချင်တာဖြင့်ရင်ဆိုင်တိုက်ခတ်မယ်ကြံပေမဲ့ဝင်ဘူးကံပိုးထွေးမှာပျက်စီးခြင်းကိုကြုံနေပြီဖြစ်ပါရီအဲ့ဒီတော့နှစိမ့်နေဖိမ့်ဖိတ်တော့အောင်ကြောက်ရတဲ့ကဝေမြောက်ဆုံးဒေါညွန့်သည်သာဖိုးထွေးအတွက်အန်ဒီရဲ့အကင်းဆုံးနီလန်းဖြစ်ပါရီသူတို့တယောက်ကိုတယောက်စကောင်းပြောပေးငိန်နေစဉ် မောင်ဘိုးတင်တို့အဖွဲ့အိမ်ပေါ်ကိုတက်လာတယ်။မြစိန်ကမောင်ဘိုးတင်တို့ကိုမြင်လာနဲ့တင်မေခွေချိတ်ပြောင်းထိုင်လိုက်ကဒါတော်လေးတို့နမတော်လေးပြပါရဲ့လားကွယ်ပါပါပါလေးကိုတော့ပါပါလေးအေးအေးဒါတော်လေးတို့တော်ပြီလေကဲနမလေးတွေကိုခေါ်ကွယ်နတ်စိန်ဝင်ဘူးနေရဲ့ဖိုးထေးကဟန်နေပန်နေထိုင်ကမောင်ဘိုးတင်တို့ကိုစကားဆိုလေးရိခါပေတူးကတကားပေါပေါကိုကျင်းရင်းနေ ။ရေးလာခဲ့တော့ဗျာ။စဘာတရားနဲ့တန်းအောင်တော့ဆုံးပါပြီနော်။ပေဒူးစကားဆိုးတာနဲ့အိမ်ဘော်ကိုခြေတံပြင်းပြင်းနင်းတက်လာသူမှကဝေမြောက်ဆုံးဒေါ်ညွတ်ဖြစ်ပါရဲ့။ဒီမကတမိန်စွန်တော်ဆွေးကဖိုးထင်းနေမလန်းမကန်းမှရက်လိုက်ပြီးကျမ်းမင်ကိုဖနောက်တစ်ချက်ပေါက်လိုက်ရင်မာထန်သောလီတန်နှင့်စကားဆိုလီတယ်။ဟဲ့နှစိန်သူတမကူခန္ဓာလေးကိုဝင်ပြီးအလုံးမဟုတ်တာအလုံးလုံးနေရလား။နေမတူလဲ ငါရဲ့ရုပ်ကိုယ်တော့နေမမြင်နိုင်ဘူးလားကြည်စမ်းကုတ်ပြီနေရောငါပြန်ပြီးဖမ်းဆားလိုက်ရမလားမလုပ်ပါနဲ့မလုပ်ဝင်တော့ပါဘူးနေသူများတွေကိုအနိုင်ကျင့်တယ်လို့နေရောငါစီမှာအစီအပားဖြင့်နေခိုင်းရမလားမလုပ်ပါနဲ့ကျုပ်ဘုံကျုပ်ပြန်ပါမယ်ကဲတော့နေနဲ့ဆိုင်တဲ့နေရာမှာပဲပြန်နေဒေါညိုမြည်သည့်ပညာကိုမှမပြရသေးခင်ပါပဲ နှစ်စိမ်းမှာသူမရဲ့ကဝေရုပ်တင်ကိုမြင်ပြီးဖိုးထွေးရဲ့ကိုကနေကြောက်နဲ့တကြားထွက်သွားနေတယ်။နှစ်စိမ်းထွက်သွားမှဖိုးထွေးရဲ့ကိုကစက္ကနဲတုံသွားပြီးဘေးပတ်ဝန်းကျင်ကိုကြည့်တာ။ဟဲ့ဘယ်ရောက်နေရလဲ။ငါ့မမြင်ဘူးလား။အော်ဦးအောင်။အဲ့နောက်ဦးကဒေါ်ညွန့်ကိုကြည့်လိုက်ပြီးတော့ဂျေဇူးတင်လိုက်တာဗျာ။ကျုပ်တို့ခမည်းမကင်ရေမတွေးဝင်စီဟာပဲ။ရပါလိမ့်ရှင်။ ကျေးဇူးရှင်ကကျေးဇူးရှင်ပါပဲ။ဦးအောင်တော်မျိုးကိုမရမကကျေးဇူးတင်နေတဲ့မြင်းမေးကိုကြည်နေရသည်မှာစိတ်မချမ်းမသာဖြစ်မိတဲ့တောင်ကြီးကနေ။မအီယုံဆိုပြီးကျေးဇူးတင်မနေနဲ့အကြီးကိုစပားတရားပေးဖို့ပြင်တော့အကြီးကစပားတရားနဲ့လိုက်လာတာ။ဘာဦးအောင်ရဲ့အာမေဒိတ်တန်ကြောင့်ဒေါ်ညိုကဦးအောင်ကို မကြည်မနဲ့ကြည်လာပြီးတော့မပေးခြင်းဘူးလားနှစ်စင်းကိုပြန်ခေါ်လိုက်ရမလား မလုပ်ပါနဲ့ဗျာပေးပါမယ်ပေးရောစဘာအများတော့တလက်စာတွေလှဲနဲ့လိုက်ပို့ပေးရောဒေါညုကလှဲနဲ့လိုက်ပို့ဖို့ပါပြောလာရပေတူးကထူးဆန်းအန်ဟော်ရဲကြီးနဲ့သူမကိုကြည့်လိုက်ပြီးတော့လာတော့ကဆက်ကျိုးစည်းလာတာမလားစဘာရီကိုလည်းဆက်ကျိုးပေါ်တင်ပြီးပြန်ပေါ်ရည်ရဟဲ့မသားလေးရဲ့အဖြစ်မလားဆက်ကျိုးကငါတယောက်တော့အနိုင်နိုင်အေးမအေးမလိုက်ပို့ပါမယ် ရိလုံနေမှာမိုးထင်တို့ကကဝေမြောင်စုံတော်မျိုးကိုပေးရမယ့်စပားတရားကိုလိုက်ပို့ပေးဖို့ရသဘောတူလိုက်ကြပါလေရောတဲ့ပြည်သူများခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာလံလီကတော့စာရေးသူမောင်တင်ဆန်းရေးသားထားတဲ့အောင်လန်းဘိုးထင်နဲ့ကဝေမြောင်စုံတော်မျိုးဆိုတဲ့ဇာလံလီပဲဖြစ်ပါတယ်။နောက်ဆက်ပေးခဲ့ကြတဲ့ပြည်သူတအူးတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။ဒီဇာလံလီကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မေဖြစ်ပါတယ်ခင်ဗျာ။